မင်္ဂလာပါဗျကိုခိုင်းစတာဖုတ်ဘောရှူအနေကျူတူပါရဲကျွန်တော်ကိုခန့်ပါမန်ချက်စတာယူနိုက်တက်နဲ့ပတ်သက်နေတဲ့သတင်းတွေကိုတီးသက်သုံးသက်ဆွေးနွေးပြီးသွားရမှာဖြစ်ပါတယ် Welcome to my party. We're just getting started. A life is a dream or a nightmare scarring. ကျွန်တော်ပထမဆုံးနေ့ကျင်းတဲ့တင်ကတော့ Man United နဲ့ဘုံမောက်တိုက်စစ်မှုဆမီညော်တို့ရဲ့တင်ပဲဖြစ်ပါတယ်။မူရင်းတင်ရင်းမြစ်ကတော့ The Athletic ကပါ။ ရင်းနှီးနှီးပြဟူဗင်အမော်ရင်ကဘုံမောက်တိုက်စစ်မှုဆမီညော်ကိုသဘောကျပေမဲ့လေဘုံမောက်တင်းနဲ့ဆမီညော်ကြားထဲမှာထဲသွင်းချုပ်ဆိုထားတဲ့ rally clause ဖြစ်တဲ့ပေါင်65သန်းပေးချေမှုကိုတော့ခက်ခဲမှုရှိနေရလို့သိရပါတယ်။ဟူဗင်အမော်ရင်နေနဲ့ဆမီညော်သဘောကျလို့တော့ရတယ်။ဒါပေမဲ့လက်တွေ့ခေါ်ယူရေးကမလွယ်ပါဘူး။သူရဲ့ rally clause ပေါင်65သန်းဆိုတာဇန်နဝါရီကာလမှာစတင်ပြီးအသက်ဝင်းမှာပါ။ စမင်းညော်လက်ရှိပြနေတဲ့စွမ်းဆောင်ရည်နဲ့ပေါင်65တန်းကတော့ reasonable ဖြစ်သွားပြီဗျဈေးကွက်တန်ဖိုးတွေကတဖြည်းဖြည်းချင်းစီတက်လာတာအဲ့တို့ကြောင့်ပေါင်65တန်းဆိုတာကလေတာမန်ကစားသမားတယောက်ထက်ပိုတဲ့ကစားသမားကိုပေးချင်ရမယ့်သဘောမျိုးဖြစ်သွားတယ်မဖြစ်မနေဘူးပေးရမယ့်ပုံကြီးအောက်ထက်ပြောင်းရွှေ့ကြီးကပေါင်တန်း40ပဲဗျာကျော့အခုချိန်မှာစမင်းညော်ပရီးမီးယားလိရဲ့ ခြေသွမ်းပြနိုင်တဲ့ကစားသမားတွေဒီမှာတယောက်အပါဝင်ဖြစ်တယ်။ပေါင်65တန်းပေးဖို့ပေးရမှာပဲ။ဒါပေမဲ့ပြဿနာကရွှေနဲ့တဲ့အတင်းရဲ့လိုအပ်တဲ့နေရာဒီတိုက်စစ်တနေရာမဟုတ်ဘူး။ဆမီညိုခေါ်လိုက်မယ်ဆိုရင်တိုက်စစ်ပိုင်းမှာအင်အားတောင့်တင်းသွားနိုင်ပေမဲ့မဖြစ်မနေလိုအပ်တဲ့နေရာကကွင်းလယ်နေရာဖြစ်တဲ့အတွက်ကြောင့်စမီညော်ထက်ခွေးလေကစားသမားခေါင်းတယောက်ကိုသာယူနိုက်တက်ကိုခေါ်ယူဖို့လိုပါလိမ့်မယ်အဲ့တော့အခုချိန်မှာပြောပြောဆို တိုက်စစ်စုဖွဲ့မှုကကွင်းလယ်စုဖွဲ့မှုလောက်တော့လိုအပ်ချက်မကြီးမားဘူးလို့ရေဘူးကဆက်ဆံကျွန်တော်သုံးသပ်လို့ရတယ်။ဘန်ဂျမင်ရှက်ရှ်ကိုဒဏ်ရာပြဿနာပြန်ကောင်းလာပြီးတဲ့အခါမှာဟူမင်အမော်ရင်နေနဲ့ရွေးချယ်စရာတွေတော့များတယ်။ဆိုတော့သမီးညော်ကိုကြိုက်တယ်ပဲသွားပြောလို့မရဘူးပေါ့နော်။အစ်မကကွက်ကွက်ကွင်းကွင်းမြင်နေရတဲ့ကွင်းလယ်ကစားသမားကောင်တစ်ယောက်ကိုပဲခေါ်ယူအားဖြည့်ဖို့ကြိုးစားပါလိမ့်မယ်။အဲ့ဒီကြောင့်ဒီဇန်နဝါရီပြောင်းရွှေ့ကာလယူနိုက်တက်တို့အတွက်အလုတ်အနေငယ်ရှုပ်ကောင်းရှုပ်နိုင်တဲ့ကာလလို့ပြောလို့ရတယ်။တနည်းအားဖြင့် ကစားသမားတယောက်ကို မဖြစ်မနေဖြည့်တင်းမှုလိုအပ်နေတဲ့အသင်းကြီးတွေမှာယူနိုက်တက်တို့ချယ်ဆီတို့ထိတ်ဆုံးကပါဝင်နေတဲ့အတွက်ကြောင့်တခြားအသင်းတွေထက်အလုံးရှုပ်မယ်လို့ပြောတာပါဥမာလီဗာပူးတို့အာစတန်တို့မန်စီးတီးတို့မဖြစ်မနေကစားသမားလိုအပ်ချက်တော့မရှိဘူးပြည့်ပြည့်စုံအောင်တော့ခေါ်မယ်ဆိုရင်ခေါ်လို့ရတာပေါ့လီဗာပူးဆိုရင်နောက်ခံလူတယောက်ခေါ်မယ်ပေါ့ဗျာဒါပေမဲ့ယူနိုက်တက်နဲ့ချယ်ဆီကဒီပိုင်းမှာလိုအပ်ချက်ပိုပြီးကြီးမားတယ်ချယ်ဆီဆိုရင်ဒီဖန်ဒါတယောက်ကိုခေါ်ခွာမှာ ဒီဒီဖန်ဒါရင်းနဲ့ရှေ့ဆက်လို့မလွယ်ဘူးယူနိုက်တက်ဆိုရင်လည်းကိုယ့်လက်ကစားသမဂ္ဂတယောက်ကိုခေါ်ခေါ်ရမှာပဲအဲ့တော့ဒီလိုမျိုးလိုအပ်ချက်ကြီးမားလေလေပြိုင်ဘက်ကလပ်တွေတနည်းအားဖြင့်ကစားသမဂ္ဂကိုရောင်းမဲ့ကလပ်တွေကဈေးကောင်းလိုချင်လေလေပဲဖြစ်ပါတယ်အဲ့တော့ကြောင့်ဇန်နဝါရီပြောင်းရွှေ့ကာလမှာဘလို့ပါပါနဲ့နဲ့နဲ့မလိုအပ်တဲ့ကစားသမားကိုမခေါ်ပဲလိုအပ်တဲ့ကစားသမားကိုခေါ်မယ်ပြီးရင်ဈေးနှုန်းကိုတင့်တင့်အောင်ဘလို့ညှိနှိုင်းမလဲဆိုတာစောင့်ကြည့်လေ့လာရမှာပဲဖြစ်ပါတယ်ခင်ဗျာ ်ဒီတကဆက်လက်ဆွေးနွေးရမယ့်သတင်းကတော့ Joshua Zagzi ကိုခေါ်ချင်နေတဲ့ club တွေထဲမှာ Premier League club တွေလည်းပါလာတဲ့သတင်းကိုကျွန်တော်ဆွေးနွေးချင်ပါတယ်။မူရင်းသတင်းမြင့်ကတော့ The Iron ပါ။ Watson Everton စတဲ့ Premier League club တင်းတင်းက Joshua Zagzi ကိုခေါ်ချင်နေတဲ့ club တင်းတွေထဲမှာစိတ်အားထက်သန်မှုအပြည့်အဝနဲ့ပါဝင်လာတယ်လို့သိရပါတယ်။တလောတုန်းကတော့ Roma နဲ့သတင်းထွက်ပြီးသွားပြီ။ဒီတစ်ခေါက်တော့ Everton နဲ့ Watson ဖြစ်တဲ့အတွက်ကြောင့် ဘာပြောပရီးမီးယားလိကလပ်တွေဖြစ်တယ်အသင်းကောင်းတွေဖြစ်တယ်ဒီအသင်းတွေဒီဒီတနှစ်မှာမကောင်းဆိုရင်လည်းနောက်နှစ်ကျရင်ယင် ခုန်လို့ကောင်းတဲ့အသင်းမျိုးတွေပါအဲ့တော့ဂျိုရှူအာဇက်ဇီကပရီးမီးယားလိမှာကစားဘူးတဲ့အတွေ့အကြုံလေးအနည်းငယ်တော့ရှိထားတယ်သူ့အတွက်အောင်မြင်ရအီတလီစီးရီးယားဆိုပေမဲ့ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပရီးမီးယားလိကိုပဲပြန်လည်ရွေးချယ်မယ်ဆိုရင်တော့ဒီအသင်းတွေကရွေးချယ်စရာအသင်းမျိုးတွေဖြစ်နေတယ်ဇက်ဇီကိုယူနိုက်တက်တို့ keep ထားတင်လား sell တင်လားဆိုတဲ့အပိုင်းကိုကျွန်တော်ဆက်လက်ဆွေးနွေးကြည့်အောင်အဲ့တော့တလောတုံးကတော့ကျွန်တော်အသေးစိတ်တော့ပြောပြီးသွားပြီအဓိကပြောင်းရွှေ့ကြည့်ပဲ keep တာ sell တာကိုခဏဖယ်တာပြောင်းရွှေ့ကြည့် zex zero ခေါ်ဦးတဲ့အချိန်ကာလတုန်းကပြောင်းရွှေ့ကြည့်တဲ့အများကြီးယောနေရင်တော့ကျွန်တော်က keep တင်တယ်လို့ပဲထင်တယ် amorin နေနဲ့နည်းနည်းအတားလေးကို short ပြီးတော့ဗျာနေရာပေးတဲ့လောက်ပေးလိုက်ရင်တော့မစိုးလာလို့ပေါ့နော်ဒါပေမဲ့ အခုတက်မှတ်ထားတဲ့ပြောင်းရွှေ့ကြီးကယူရို35သန်းပေါင်35သန်းပတ်ချလဲဒဝိုက်ဆိုတော့ဇက်ဇီလိုတိုက်စင်မှုအတွက်နဲတယ်ဗျသူ့ salary တသိန်းစွစွန်းပေးရမှာတပိုင်းများသူ့မြေတသိန်းစွစွန်းကလည်းအရင်များတဲ့ salary တခုတော့မဟုတ်ဘူး high salary တဲမှာတော့ပါတယ်ဒါပေမဲ့အမတန်မတန်များပြားလို့ကျွန်တော်ဆိုလိုတာအဲ့တော့ကြောင့်ပြောင်းရွှေ့ကြီးအများကြီးမရသည့်တိုင်အောင်ယူနိုက်တက်တို့ခုံစဉ်အချိန်ကာလတုန်းကပြောင်းရွှေ့ကြီးတိုင်းတော့ဂျိုရှော့ဇက်စီကိုပြန်ရတဲ့နေ ။နောက်ပြန် injury prone ကစားသမားလည်းမဟုတ်ဘူး။ Joshua Zexy ဒီမမချာချာနဲ့ကစားနိုင်တဲ့သူ။သို့တော့အနည်းငယ်လေးတဲ့အတွက်နှေးကွေးတဲ့အတွက်နော် agility ပိုင်းအားနည်းတဲ့အတွက်ကြောင့်ပြိတ္တကအားမလို့အားမရတာ။ဒါပေမဲ့ Watson တို့နော်ကျွန်တော် Everton တို့လိုအသင်းမျိုးမှာကစားတဲ့အခါကျရင်သူ့အနေနဲ့ယုံကြည်မှုပိုင်းပို့ပြီးတော့ရလာနိုင်တယ်။ Watson ဆိုရင်လည်းတိုက်စစ်မှု Full Crew ကအသင်းကနေထွက်ဖို့တတင်းနေပြေးနေတဲ့အခါကျတော့ဒီဇန်နဝါရီပြောင်းရွှေ့ကာလမှာ Joshua Zirkzee ကိုတကယ်ကြီးခေါ်ကောင်းခေါ်ယူသွားနိုင်တယ် ခုနကစမီညောတရင်နဲ့ထက်ချက်ရမယ်ဆိုရင်ဇက်ဇီကိုခေါ်ရင်အချိန်ကာလတုန်းကပြောင်းရွှေ့ကြီးပြန်ရမယ်ဆိုရင်တော့တိုက်စစ်မှုတရားကိုအနေငယ်ထပ်ပြီးမျက်စောင်းထိုးလို့တော့ရတယ်ပေါ့ဗျာစမီညောကိုပေးရမယ် Rally Gloss ကိုပေးလို့ရနိုင်တဲ့အခြေအနေမျိုးတော့ဖြစ်သွားနိုင်တယ်တိုးပေမဲ့လည်းနှစ်ဆင့်ခံနေတဲ့အတွက်ကြောင့်ဆမီညောလိုချင်နေတဲ့လီဗာပူးထက်ဆိုင်တော့အနေငယ်ခြေလန်းနောက်ကျမှုတော့ရှိနိုင်ပါတယ်အဲ့တော့ယူနိုက်တက်ပရိသတ်တွေရောဂျိုရှုယာဇက်ဇီကို အသင်းမှာ keep ထားတဲ့လို့ထင်လား sell တဲ့လို့ထင်လား comment မှာဝင်ရောက်ဆွေးနွေးသုံးသပ်သွားလို့ရပါတယ်။ဟုတ်ကဲ့ကျွန်တော်ညီကိုတွေမိတ်ဆက်ပေးချင်တာကတော့ဘောလုံးမွေးကစားချင်တယ်ဆိုရင် super senior bigboss စီမှာ iMac ကို၈ကို၅သလုံးမစ်တဲ့မောင်ငါး၆တို့ကိုမမတဲ့အပူစုရှင်များသွားနဲ့ယုံကြည်စွာကစားလို့ရပါတယ်အသေးသေးသိချင်တယ်ဆိုရင်တော့ဘဘနမတ်၃ညာကို၈ကိုခု၉၆ကို440ဆက်သွယ်ဆုံးသက်မိမန်လို့ရပါတယ် okay နောက်ဆုံးဆွေးနွေးချင်တဲ့တင်ကတော့ ESPN ကဖော်ပြထားတာပါ Man United တင်းဟာဒီနှစ်ညရာဒီမှာ အလီဂျန်ရိုဂါနာချိုကိုချက်စီအသင်းစီကိုရောင်းချတဲ့အချိန်မှာဂါနာချိုရဲ့ပြောင်းရွှေ့ခြင်းကိုချက်စီကတတ်တာစီဖို့အတွက်ကစားသမားနှစ်ယောက်ကိုဒီပြောင်းရွှေ့ခြင်းဒစိမ့်တွေသားဖြစ်ထဲ့သွင်းကမ်းလှမ်းခဲ့ပါတယ်ပထမတစ်ယောက်ကတော့ခရစ်စတိုဖာအန်ဂန်ကူဖြစ်ပြီးနောက်တစ်ယောက်ကရိုမီယိုလာဗေယာဖြစ်ပါတယ်သို့ပေမဲ့ဂျူနက်တက်အသင်းကအဲ့ဒီကစားသမားနှစ်ယောက်လုံးကိုပယ်ချခဲ့တယ်လို့သိရပါတယ်ယူနိုက်တက်ကလည်းဒါစာနာနာခြေသွားပြီလို့ပဲပြောရမှာပေါ့နော်။တနည်းအားဖြင့်ယူနိုက်တက် အသင်တာဝန်ရှိတဲ့သူတွေအနေနဲ့ပြောင်းလဲလာတဲ့အပိုင်းနည်းနည်းရှက်ဖြစ်လာတဲ့အပိုင်းလို့ကျွန်တော်ထင်တယ်ပုံမှန်လေးလေးပြောရရင် United နဲ့ Chelsea ကကစားသမားရောင်းချမှုဝယ်မှုတွေနဲ့ပတ်သက် relation ကောင်းနေရှိခဲ့တယ်သို့တော့ Chelsea ကကစားသမားရောင်းတာနောက်ပိုင်းကာလတွေမှာပိုများတယ်ဒီမယာမာတစ်တို့မစ်စမောင်းတို့ကျွန်တော်ဂျူအန်မာတာတို့စသဖြင့်ပေါ့တိုးတော့အဲကစားသမားတွေကပွင့်လင်းပြောရင်အင်ကလိုင်းဖြစ်တဲ့ကစားသမားတွေတက်ဆိုင်ဒီကလိုင်းဖြစ်နေတဲ့ကစားသမားတွေကိုချယ်စီကရောင်းခဲ့တာ ဂျင်းတွေဘာကြီးတော့ကျွန်တော်ဘယ်တော့မှမပြောဘူးဘာကြောင့်လဲဆိုတော့အကုန်လုံးကစီစစ်ပြီးဝယ်ကြတာဗျသူ့ဘာလို့သူအချိုးချောင်းမစီလျော်လို့မတိုက်ဆိုင်လို့ဒီဇာသမားတွေခြေသွမ်းမပြနိုင်တာပဲရှိတယ်ဗျဟိုပေးရတဲ့ဈေးနှုန်းနဲ့သူတို့ရှိခဲ့တဲ့ခြေသွမ်းမျိုးနဲ့ဆိုရင်တော့ဒါမစိုးလောက်ဘူးပေါ့နော်သို့တော့ကျွန်တော်ဆိုလိုချင်တာအတက်ကစားသမားတွေကိုရောင်းတာမဟုတ်ဘူးတန်းနေတဲ့သူတွေနဲ့အကြကစားသမားတွေကိုပဲခြေစည်းကရောင်းခဲ့တာဒါပေမဲ့ဒီတစ်ခေါက်တော့ယူနိုက်တက်အနေနဲ့ကောင်းစွာနားလေသဘောပေါက်လာပြီး ရိုမီယိုလက်ဗဲကဒဏ်ရာပြဿနာမကြာခဏရနေတဲ့ကစားသမားတယောက်ဒါပြင်ခရစ်စတိုဖာအန်ဂန်ကူကလည်းလောက်ကပမာဏများစွာပေးချင်နေရတဲ့သူဖြစ်တဲ့အခါကျတော့ဂနာချိုခေါ်လိုကခေါ်နိုင်တယ်ငါတို့ရောင်းပေးမယ်ဒါပေမဲ့ပြောင်းရွှေ့ကြီး တတ်တက်ပဲလူချင်းတယ်ဒီပြောင်းရွှေ့ခြေကိုရှော့ချဖို့အတွက်မင်းတို့ Chelsea ရဲ့ကစားသမားတယောက်မှလက်မခံဘူးဆိုတဲ့သဘောမျိုးသုံးဖြတ်ခဲ့တဲ့အတွက်ကြောင့်သုံးဖြတ်ချက်ကမှန်ကန်တဲ့သုံးဖြတ်ချက်တစ်ခုလို့ပဲပြောရမှာဖြစ်ပါကြောင်းသုံးသက်ဆွေးနွေးနေပဲဗီဒီယိုလေးဒီမှာနားခွင့်ပြုပါသုံးတိကျရှုအားပေးခဲ့တဲ့အတွက်အားလုံးအကျေးဇူးအများကြီးတင်ပါတယ်